္ဂလာပါရှင်ကျမကတော့ချချိုဆမ်းပါဒီပပီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်တောင်ကိုရီးယားနိုင်ငံကမြန်မာအမျိုးသမီးလုတ်တာခေါ်ယူတဲ့အရေးအတွက်နင်းနေတဲ့အတွက် EPS ဆာမဝဲအောင်ထားပြီးအလုတ်ခေါ်စာရဖို့စောင့်နေသူတွေစိုးရိမ်နေကြရတယ်လို့ကာယကံရှင်တွေကပြောပါတယ်တောင်ကိုရီးယားနိုင်ငံကို2025ခုနှစ်ကစပြီးဝန်ဆောင်မှုလုပ်ငန်းအမျိုးအစားအတွက်အမျိုးသမီးလုပ်သားတွေဆေလွှတ်ခွင့်ပေးခဲ့ပေမဲ့ခေါ်ယူတဲ့နှုံးကနေပါနေတယ်လို့ဆိုပါတယ် ဒါကြောင့်ကိုရီးယားမှာအလုပ်သွားလုပ်ဖို့ဆက်ဆောင်ရမလားတခြားနိုင်ငံသွားရမလားဆိုတာကိုဆုံးဖြတ်ရခက်နေတယ်လို့ဝန်ဆောင်မှုလုပ်ငန်းအတွက် EPS ဆာမွေအောင်ထားသူတယောက်ကပြောပါတယ်အမျိုးသမီးတွေပထမဆုံးဝင်ရောက်ဖြစ်ဆိုခွင့်ပေးခဲ့တဲ့ EPS Topic ဆာမွေကိုပြီးခဲ့တဲ့2024ခုနှစ်နှစ်လယ်ပိုင်းကပြုလုပ်ခဲ့ပြီးအယောက်3000ကျော်အောင်မြင်ခဲ့တယ်လို့အစိုးရပြည်ပလုပ်ကိုင်အေဂျင်စီ POEA ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ဒါပေမဲ့အဲ့ဒီဆိုင်မွေအောင်ထားသူတွေထဲကပြီးခဲ့တဲ့ရက်ပိုင်းအထိအမျိုးသမီးအလုပ်သမား၂ယောက်ပဲကိုရီးယားနိုင်ငံကိုသွားပြီးအလုပ်လုပ်ခွင့်ရသေးတယ်လို့သိရပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းထီအန်တလေးထိန်ချုပ်ရွာကြောက်မဲမြို့ကိုဇွန်လ24ရက်နေ့ပိုင်းမှာစစ်ကောင်စီကဘုံကျဲတိုက်ခိုက်လို့ဒေသခံ၄ဦးသေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထီအန်တလေးဘက်ကသတင်းထုတ်ပြန်ထားပါတယ်။ စစ်တပ်ကလေကြောင်းကနေဘုံကျဲခဲ့တဲ့အတွက်စံပြထမင်းဆိုင်နာမှာဘုံနှလုံးကြပြီးသုံးရက်ကွက်ပလီနာလေးမှာလည်းနှလုံးကြတယ်လို့ဒေသခံမျိုးသားတယောက်ကပြောပါတယ်။အဲ့ဒီလိုဘုံကျဲတက်ခိုက်မှုကြောင့်အမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးစုစုပေါင်း4ဦးသေဆုံးခဲ့ပြီး4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာနေအိတ်ဆယ်လုံးဝကျင်ပျက်စီးသွားတယ်လို့ဆိုပါတယ်။မိထီလာရှန်တဲလေတက်ကနေဂျွန်လ24ရက်ညနေ4:39မိနစ်မှာတက်လာတဲ့စစ်ကောင်စီရဲ့ FDC 2000G Fighter Jet တစ်စီး ကြောက်မဲမျိုးတွင်ညနေ9:00နဲ့9:05မိနစ်ခန့်ကလေကြောင်းတက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ Nationwide Air Scout ကသတင်းထုတ်ထားသလိုဒေသခံတွေထိခိုက်သေးဆုံးတာနဲ့ပတ်သက်ပြီး TNL ကလည်းသတင်းထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့ဇွန်လ12ရက်နေ့ကလည်းနမတူမြို့နယ်မန်လီရွာကိုစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပေါင်900ဘုံးနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့လို့ဖုန်ကြီးကျောင်းစာသင်ကျောင်းနဲ့နေအိမ်တချို့ထိခိုက်ပျက်စီးသွားခဲ့ပါသေးတယ်ရှင်။ အနာသိစကောင်စီကဒုတိယအကြိမ်မြောက်ငင်းချဲရေးစကဝိုင်းကိုနေပြည်တော်မှာဇွန်လ25ရက်ကစပြီး၃ရက်ကြာပြုလုပ်သွားဖို့ရှိပါတယ်။ဒီသတင်းကိုအောင်သူပေးပို့ထားပါရရှင်။အနာသိစကောင်စီကနိုင်ငံတကာပညာရှင်အဖွဲ့တွေပါဝင်ရွက်ောက်ပွဲဝင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းသာတုံလိုင်းအဖွဲ့တွေပါတဲ့ငင်းချဲရေးစကဝိုင်းဆွေးနွေးပွဲတစ်ခုကိုဇွန်လ25ရက်နေ့ကနေ28ရက်နေ့အထိ၃ရက်ကြာကျင်းပပြုလုပ်သွားဖို့ရှိတယ်လို့ အဲ့ဒီဆွေးနွေးပွဲကိုတက်ရောက်ဖို့အတွက်ဖိတ်ကြားထားတဲ့သူတွေအားလုံးလည်းနေပြည်တော်ကိုရောက်နေကြပါပြီအဲ့ဒီဆွေးနွေးပွဲကလက်ရှိကြုံတွေ့နေရတဲ့စီးရေးနိုင်ငံရေးနဲ့စီးပွားရေးလုပ်ငန်းတွေအကြောင်းကိုသက်ဆိုင်ရာခေါင်းစဉ်အလိုက်ဆွေးနွေးကြမှာဖြစ်ပေမဲ့တစုံတရာသဘောတူညီချက်တွေကိုတော့ချမှတ်ကြမှာမဟုတ်ဘူးလို့အဲ့ဒီစကားဝိုင်းကိုတက်ရောက်ဖို့ဖိတ်ကြားခံထားရတဲ့အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌကပြောပါတယ် အခုတော့ဗျာကျွန်တော်တို့ဒီရွေးကောက်ပွဲနဲ့ဒီငင်းကြိုင်းကြီးနဲ့လူလူကြီးနဲ့ဆက်ဆက်ပြီးတော့အဲ့ဒီကောင်းစဉ်တော့ပေးထားတာပဲရပ်ပဲနေပဲအကုန်လုံးပေါ့ဟောင်းစီအောင်ဖိတ်ထားကြတယ်ညာတယ်အခုဆွေးလေးဝဲနဲ့ခုနပြောလို့ကအလုတ်ဖြစ်မဲ့ဟာတွေကတော့သူကလိုက်လုတ်ထားမှာပေါ့အလုတ်ဖြစ်ရေးပေါ့ဗျာရှေ့မှာရှိနေလက်ရှိရှိနေတဲ့အခုရှေ့မှာသွားမှာဗျာကြံကောင်းကြံကောင်းလေးရယူတယ်လို့ပဲကျွန်တော်တို့ယူဆပါတယ်။ EO ဖွဲ့ကတော့ကျွန်တော်နိုင်ငံတော်ရဲ့ကုနာပြုလို့အဆင်ပြေတဲ့ EO တော်တော်များများတော့ တို့ဒေတာတို့ဘာရှိမှာတော့တို့တာဝန်ယူပေးမယ်လို့ဆိုကျွန်တော်တို့ကယူဆလာပဲညာအခုပြုလုပ်မယ်ညဉ့်ညဉ့်ရေစကဝိုင်းကတော့ဒီနှစ်ကုန်မှာကျင်းပပြုလုပ်မယ်ရွက်ကောက်ပွဲအတွက်စင်ကုန်ချက်ဖြစ်နေတဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးသွားဖို့ရှိပြီးတိုင်းရင်းသားတော်လိုင်းအဖွဲ့တွေဘက်ကလည်းအဲ့ဒီရွေးကောက်ပွဲကိုကုညီဆောင်ရပေးကြဖို့ပြောဆိုဆွေးနွေးကြမယ်လို့ဆိုပါရယ်ရွေးကောက်ပွဲကတိုင်းရင်းသားတော်လိုင်းရဲ့တဖွဲ့တွေနဲ့တိုင်းရိုက်သက်ဆိုင်တဲ့ကိစ္စမဟုတ်ပေမဲ့နိုင်ငံအတွက်အရေးကြီးဆုံးကိစ္စဖြစ်တာကြောင့် ကုတ်ယူစားချက်တွေကိုဆွေးနွေးကြမှာဖြစ်ပြီးအဲ့ဒီဆွေးနွေးပွဲကိုတက်ရောက်ဖို့တိုင်းသားတော်လိုင်းတပ်ဖွဲ့တွေကိုဖိတ်ကြားထားပေမဲ့ဘယ်အဖွဲ့တွေတက်မလဲဆိုတာမသိသေးဘူးလို့ရခိုင်ပြည်လူမျိုးရေးပါတီ AAP ဥက္ကဋ္ဌဒေါ်စောမရရာဇာလင်းကပြောပါတယ်အခုစကားဝိုင်းမှာတော့အရင်ကတိုင်းသားတော်လိုင်းရဲ့အဖွဲ့တွေ ਨੇ အနာသိစကောင်စီဂျာဆွေးနွေးသဘောတူထားတဲ့အချက်တွေကိုဆွေးနွေးသွားမှာမဟုတ်ပဲပေးထားတဲ့ခေါင်းစဉ်လိုက်တာဆွေးနွေးသွားမှာဖြစ်တယ်လို့လည်းဆိုပါတယ် ငင်းကြီးကနေပြီးတော့မှဒီခင်မင်တိုးတက်တဲ့ဖက်ဒရယ်စနစ်တစ်ခုကိုတည်ဆောက်နိုင်ဖို့အတွက်နီးလန်းတွေရှာတယ်လို့ပဲနားလေကိုတို့ကတော့ဒီမြန်မာနိုင်ငံတစ်ခုလုံးမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုတော့အတန်းနိုင်ဆုံးကတော့ဆွေးနွေးသွားဖို့ဖြစ်တယ် ဆွေးနွေးခြင်းအားလုံးဒီဒီတန်ပြေရဲ့ကောင်းရာကောင်းချမ်းကိုပဲဥတည်ပြီးတော့ဆွေးနွေးသွားမှာပါအခုဆိုလို့ချင်းတန်ပြေပကတိအနေထားကိုအလုံးစုတည်ထားပြီးတဲ့အတိုင်းပဲအလုံးအနေထားကနေပြီးတော့မှအရွေးတစ်ခုကိုရွေးလာဖို့တဲ့ကြိုးပမ်းခြင်းဒီဟိုကောင်းတယ်လို့ပဲအဓိကဆင်းလာတာပေါ့လေဟိုအရွေးတစ်ခုကိုတော့အလုံးစုစဉ်းစားတင်တယ်လို့ပဲကိုကအကောင်းဖက်ကရှုမြင်တယ် အခုစစ်တပ်ကလုပ်တဲ့ငြိမ်းချမ်းရေးစကားဝိုင်းကမြန်မာနိုင်ငံအတွင်းမှာဖြစ်နေတဲ့စီးရင်နိုင်ငံရဲ့အကျက်သေးတွေရဲ့ဖိအားကိုရော့ကျသွားစေဖို့အာဏာသိမ်းစစ်တပ်ကဝါရဖြန့်ဖို့အတွက်ဖော်ဆောင်တဲ့စကားဝိုင်းသာဖြစ်တယ်လို့နိုင်ငံရေးလှစ်လာသုံးသက်သူဦးတန်းစုနိုင်ကသုံးသက်ပြောဆိုပါတယ်။ January နဲ့ဒီဆုံးဖြတ်ချက်တွေကဘာမှဒီနေ့ဗမာပြည်ရဲ့လက်နက်ကင်ဂရိဘကတော်လိုင်းရေးပြဿနာဘာမှဖြစ်ရှင်းနိုင်ကြောင်းချီမှာမဟုတ်ပါဘူး။ဒါပေမဲ့သူ့အနေနဲ့တော့ငြိမ်းချမ်းရေးလုပ်ငန်းတွေကိုသူ့အနေနဲ့ ်တစ်ဖက်တစ်လမ်းကကောင်တယ်ပေါ်နေတယ်အဓိကအဖြစ်သူလှုပ်ချင်တာကရွက်ောက်ဝဲကိုသူကအောင်မြင်မှုအတွက်ပြောနိုင်တဲ့လူဖြစ်နိုင်တဲ့လူတွေနဲ့စုစည်းပြီးတော့လုံမအထုပ်နေတယ်ကျွန်တော်မြောက်တလုံးသာဖြစ်တယ်သူကျွန်တော်တော့သုံးသပ်ပါတယ်ခင်ဒုတိယအကြိမ်မြောက်နေပြီးတော့မှပြလို့မဲ့အဲ့ဒီစကဝိုင်းကိုအနာသိစခေါင်းဆောင်ဘုဂျုံမူကြီးမင်းအောင်လိုင်းတက်ရောက်มาဖြစ်တာကြောင့်ရင်ရဲစကဝိုင်းကျင်းပမဲ့ MICC သူပဝင်းကျင်ကိုလည်းလုံခြုံရေးတိုးမြင့်ထားပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ ဒီပပယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချေချိုဆမ်းပါရှင်